မင်္ဂလာပါ Lucky Channel O ကြိုဆိုပါရစေ။ယနေ့မှာကျွန်တော်တို့2026ခုနှစ်အတွက်ငါးမျိုးကောင်းမွန်တဲ့အပင်များကိုမိတ်ဆက်တင်မှာဖြစ်ပါတယ်။အပင်တွေကပတ်စံ၊နတ်ဖျားအခြားကောင်းသောဆွမ်းအားကိုပြီးနိုင်ပြီးစိုက်ပျိုးမှန်သတင့်အိမ်ကိုဆွမ်းအားကောင်းစေပါသည်။သို့သောအပင်တွေကိုစိုက်ပျိုးတာနဲ့ဘယ်အချိန်မှပင်သင်ချမ်းသာမယ်ဆိုတာမဟုတ်။တိကျသောနေရာ တိကျသောပတ်သူစိုက်ပြူပြီးဆုံးရှောင်မှန်မှစွမ်းအားကောင်းရနိုင်ပါလေ။တဆော့မကလင်စီဇော်ဘယ်နိုင်ပန်ဒော့ခ်ဆော့ကအန်ဒေကင်းရှင်းချင်းအဆူဝါမှုများကို အကာအကွယ်ပေးခြင်းအသေးပဲရှိပြီး2026ခုနှစ်ဇင်းနုံအရာအရေးချိုးသေး4500ကနေ6000 mmk ဖြစ်ပါတယ်။အင်ရှိဒေတာသို့မဟုတ်စွမ်းအားကာကွယ်ရန်နေရာတွင်ထားယုံတဲ့တင့်တော်ပါတယ်။ နီခရီတန်ကကနန်ကာအော်တိုဒီတာဝိုင်လန်လန်ခရီတန်ကကဆဲဆောင်မှု လူကြိုက်များခြင်းတာယာမှုကိုဆွဲဆောင်ခြင်းအဓိပ္ပာယ်ရှိပြီးတိနက်နမီတာအရရှိပန်းနှမောင့်ဒီထောင်ကနီ6000 mm ကခဲ့ပါတယ်ရွှေရောင်စင်းရောင်ပန်းတွေကရိုက်ကူးဖော်ပြရန်တင့်တော်မီအလပကိုဖော်ပြနိုင်ပါတယ်3 bamat petura aquatica monitory အပင်နမဲကလည်းရေကြီးမှလို့ဆိုနိုင်ပြီးပတ်စံဝင်ခြင်းစမ်းတစ်မှုနဲ့နေ့စဉ်ပတ်စံဝင်ခြင်းအတိပဲရှိပါတယ်40ကနေ60စင်တီမီတာအရွယ်အစားအရေချိုးသေးတမောင်းချက်တောင်ကနေ3600 mm ကြီးဖြစ်ပြီး9ပေါင်းသင်းရွယ်များစီဝါးရေးနေရာသို့မဟုတ်အိမ်တွင်းသက်သာစွာစိုက်ယုံတင်ပါတယ်လီလက်မြောက် Sansevieria trifasciata snake plant လက်မြောက်က အန်ယေကင်းရှင်းခြင်းပတ်စံဝင်ခြင်းအိမ်တွင်းအေဂျင်စီခြင်းအတိပဲရှိပြီးပုံမှန်အမျိုးအစား3000ကနေ9000ပုံစံလွှဲရှာရှိ4500ကနေ24000 mm ဖြစ်ပါတယ်။အရက်ကိုချွတ်ထားရုံနဲ့လဲအိမ်သင်းသူရွှေရှင်စွာစိုက်နိုင်ပြီးတားရှည်ခံပါတယ်။9 Nan Quad Alokis Yakugulada Nan Kaplan နန်ကုတ်ကငွေကြေးဆွဲဆောင်ခြင်းဝယ်လိုအားဆွဲဆောင်ခြင်းအသည့်ပဲရှိပြီးတေးက3000ကနေ9500ជីကတမောင်း9000ကနေ24000 mmk ခဲ့ပါတယ်။စီဝိုင်းနေရာတွင်ဆက်ယုံတင်ပြီးတဲသားစွာငွေကြေးဆွဲဆောင်နိုင်ပါတယ်။ဒီလိုပဲငါမျိုးအပင်တွေကတင့်အင်ကိုစွမ်းအားကောင်းငွေကြေးကောင်းမွန်မှုပေးနိုင်ပါတယ်။သို့တော့တိကျစွာစိုက်ဖြိုးထားပြီးအယက်တီမာမတာအကျိုးရှိပါတယ်။ And these five auspicious plants can bring positive energy and wealth to your home if you take care of them properly and place them in the right spot. So share in the comments which one is your favorite. And don't forget to like and follow Lucky Channel.